Hi အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Future Plan Channel ကကောင်းထုတ်ဝေဖြစ်ပါတယ်ဒီနေ့မှာတော့တင်ရခြင်းတို့ကိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမင်းလေးတစ်ပုဒ်ကိုပြောပြပေးသားမှာဖြစ်ပါတယ်ပုံမင်းလေးရဲ့နာမည်ကညင်ကြီးရှင်တုံးမလေးနဲ့ကျင်းနာတက်တော်ဝန်ပလီပဲဖြစ်ပါတယ်ရှိရှိတော့က Model V လို့ခေါ်တဲ့တာယာလပ်ပတ်တော်စကြက်တစ်ခုမှာတိုးလေးတွေဟာစက်စာနေထိုင်ကြပါတယ်အဲ့တိုးလေးတွေထဲမှာမမေလို့ခေါ်တဲ့ တူမလေးတကောင်ရှိပါတယ်။တူမရဲ့အဖြူရောင်လဲဇွန်းနဲ့ဆဆူတက်တဲ့အကျင့်ကြောင့်အများကသူ့ကိုပုံပြီးတတိထာမိကြတယ်။မမေဟာသူတို့နေထိုင်တဲ့စကြမြေမှာပဲစားတောက်ဆော့ကစားနေရတာကိုအခြားတူညလေးတွေလိုတင်းသိမ့်မနေပဲသူတို့နေထိုင်တဲ့ကဘာညလေးနဲ့နေနမိတ်ချင်းချိဆက်နေတဲ့ တောနတ်တခုရဲ့လောဝတ်စမ်းချက်မှုများကိုစိတ်ဝင်တစားရှိနေခဲ့ပါတယ်။မေမေတို့ရဲ့တူကောင်းဆောင်ဦးလေးကြီးကထိုတော်ထဲမှာကြောင်မဖွယ်ကောင်းတဲ့ဝင်ပလေတွေရှိကြောင်းပြောပြီးတောနတ်ထဲမှာဝင်ကြဖို့တားမြစ်ထားပါတယ်။အဲ့လိုတားမြစ်ထားတော့တဲ့မေမေဤ စူဇန်လူစိမ့်ဟာတဖြည်းဖြည်းကြီးထွားလာပြီးညတညရဲ့အမောင်တို့လမ်းကြောင်းချိန်မှာတော့တောနဲ့သေးကိုစွန်စားဝင်ရောက်သွားခဲ့ပါတယ်။တောနဲ့အတွင်ပိုင်းရှိမြေပြင်ဟာစကြမြေကဲ့သို့စိမ့်ဆိုပြီးဆွဆွန်နေပါတယ်။မေမေဟာတောနဲ့သေးသူပုံမနဲ့ဆိုင်စွာရောက်ရှိတော်တဲ့အခါမှာတော့တပိတ်များကြားမှာ တောက်ပနေသည့်အလေးလောင်ငယ်တစ်ခုကိုအတီးပြုမိခဲ့ပါတယ်။သူမဟာအဲနေရာကိုတွားရောက်စူးစမ်းကြည့်တဲ့အခါမှာတော့တင်းရွက်များကြား၌ဆုံးပြစ်ထားသောစပင်အိုလေးတစ်စီးကိုတွေ့ရှိခဲ့ပါတယ်။ထိုစပင်အနီးတင်းရွက်ကစုပုံထားတဲ့ကြားမှာတော့တစက်ဆက်တုံနေသောတင်းငယ်သည့်တတဝါလေးတကောင်ကိုတွေးလိုက်ရတဲ့အတွက်မိမေကမင်းကဝင်ပလီလားဟုသွားမိခဲ့ပါတယ်။ ထိုတော်ငယ်လေးကမဟုတ်ပါဘူးကျွန်တော်ကယုံကလေးပါဝင်းပလေကြီးကကျွန်တော်ရဲ့အင်ဂျင်ဘာတို့ပြန်ဖြေခဲ့ပါမမေကသူကမင်းမစားဘူးလားခုစူဇန်မင်းမြတ်တဲ့ခါမှာတော့ယုံကလေးကခက်ခနဲကြီးမောလိုက်ပြီး ဝင်ပလေကြီးကကြောက်စရာကောင်းပေမဲ့တတလွတ်တမအတီးအရွက်စားတာကိုပုံပြီးနေတဲ့ပေသူကကျွန်တော်တို့ကိုဆောက်ချောက်ပေးပြီးကြောက်မခွေကောင်းတဲ့ခွေးအထွေရဲ့အနယ်ကနေလေကောက်ဝဲဆောက်ချောက်ပေးတာတဲ့လူပြန်ဖြေခဲ့ပါလေအော်တာတော်မမေတီသူတို့ဤအဖွဲကောင်းဆောင်တော့ဦးလေးကြီးပြောထားတာနဲ့စัจจပဖြစ်နေတော့မန်တရားကိုဝင်မြလို့စိတ်ဖြင့်သူမဤတော်အုပ်စုထံတို့အလင်းအမြန် ်ပြန်သွားခဲ့ပြီးသူတို့ကိုတောထဲသို့ဦးဆောင်ခေါ်လာခဲ့ပါသည်။တောနတ်ထဲသို့ပြန်ရောက်တဲ့အခါမှာဂွန်ပလေကြီးတကောင်ဟာမျက်မှန်တပ်ထားပြီးပျော်ရွှင်စွာဖြင့်သူ၏ဖြစ်ထွန်းနေသောဟင်ဒီဟေရခင်ကိုဂရုတစိုက်ပြုစုနေတာကိုတွေ့မြင်ခဲ့ရပါသည်။ပုံမလေးရဲ့ပေးခြင်းနမစိတ်က သူကြီးမိဘတွေရဲ့စကားကိုနားထောင်ရမှာဖြစ်ပြီးမိငုံထုတ်လို့စိတ်နဲ့စူးစမ်းလို့စိတ်တွေတို့ကိုညံနဲ့ဆင်ခြင်တုံးတက်ပြီးအမှန်တရားကိုကိုယ်နဲ့ရှာဖွေရမှာဖြစ်ပါတယ်ပုံမလေးကတော့ဒါပါပဲဘဝတူတရားစရာတွေနဲ့စိတ်ဝင်စားစရာတွေကိုတင်ပေးသွားမှာဖြစ်လို့ subscribe လုပ်ပြီးလူဒီခေါင်းလောင်းလေးကိုလည်းလိပ်ပေးထားဖို့မေးပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဘိုင်ဘိုင်